MPN Indonesia ရဲ့ပြည်ရအများဆုံး ESP လိန်နာ ESP လိန်နာဆိုတာနဲ့အတင်းသင်းအရေးကြီးတဲ့ initiator ဖြစ်တယ်လို့ objective 5တွေမှာပါအတင်းရဲ့ front line မှာကောင်းကောင်းကြီး vision ပြပေးရတာတွေ၊ pen နဲ့ damage ကိုကောင်းကောင်းကြီးစားပေးရတဲ့ role လို့လည်းပြောရမယ်။ Bravo အနေနဲ့ ramp မှာမြင်ရတယ်လို့ sand တို့ zilong တို့ကိုယူပြီး lane push တာတွေ၊ balance အနေနဲ့နိုင်တဲ့ hero တွေမဟုတ်ဘဲ team fight ကိုဦးစားပေးချရတဲ့ hero တွေကများတယ်။အဲ့လို hero တွေထဲမှာ MPN Indonesia မှာပြည်ရအများဆုံးနံပါတ်1 hero က CC စီစီဆိုတဲ့ဟီးရိုကအခုပြောရတဲ့ MPN နေမှာတည်းမဟုတ်ပဲ RAN နေမှာပါတော်တော်လေးကိုကန်ရတဲ့ဟီးရိုတကောင်ဆိုရင်လည်းမမဘူး နောက်ပြီးတစ်ဖက်သင်းဘက်က objective channel လာရေးပဲဖြစ်ဖြစ် ESP လိမ့်နေမိုင်းမှာပဲဖြစ်ဖြစ်အားလေးဘက်မှာလည်းဘိုင်ဝမ်ရှင်ထိုင်နိုင်တယ်လို့ tartan နဲ့ low fight တွေမှာဆိုရင်လည်း initiator ပြီးပြီးသူ့ဒီက damage ပေးနိုင်ပြီး vengeance ပဲနဲ့အတင်း counter လို့ရတဲ့အချက်တွေကြောင့် MPN တွေမှာပါလူသုံးများနေတဲ့ hero တကောင်ဖြစ်နေတယ်။နောက်ပြီးလက်ရှိချိန်မှာ meta ဝင်နေတဲ့ elite လို hero တွေကိုတော့ရှင်ထိုင်နိုင်ုံနဲ့မဟုတ်ပဲ golden လို့နေရာမှာပါအသုံးပြုကြပြီး two of flame twin နဲ့ဆော့ကြတဲ့ဟာတွေကလည်း brother အနေနဲ့မြင်တွေ့ဘူးပြီးသားလို့ထင်တယ်။ ပြီးတော့ MPN Indonesia ရဲ့ regular season မှာဆိုရင်ပွဲပေါင်း65ပွဲထိကိုအသုံးပြုခဲ့တာကြောင့် Brazil အနေနဲ့လက်ရှိရမှာဆိုရင် ESP လင်းနေတာမဟုတ်ပဲ goal line လိုနေရာမှာတော့ကောင်းကောင်းကြီးဆော့လို့ရတဲ့ hero တကောင်လို့ပြောခြင်းနဲ့နောက် hero တကောင်ကတော့အာလော့ အားလုံးဆိုတဲ့ဟီးရိုကလည်းတော်တော်လေးကိုမူဘရတီကောင်းတဲ့ဟီးရိုဖြစ်သလိုသူ့ရဲ့ dash တွေကိုတုံးတက်မယ်ဆိုရင်လည်း assassin lancelot need to တော်တော်လေးကိုအာရုံနောက်ဖို့ကောင်းတဲ့ဟီးရိုတကောင်းနောက်ပြီးသူ့ရဲ့ pick up ဖမ်းမိနိုင်တဲ့ final slug ကလည်း objective fight တွေမှာတော့အတားရအောင်ဖမ်းတီးပေးနိုင်တယ်လို့တစ်ဖက်သင်းရဲ့ balance ရဲ့ core hero တွေကိုလည်း flicker နဲ့ဖမ်းပြီးလိုက်ချလို့ရတာကြောင့်ကိုသားအားလုံးလိုဟီးရိုကိုကျွမ်းကျင်နေနိုင်တတ်မယ်ဆိုရင်အသင်းအတွက်အကျိုးရှိုံနေမဟုတ်ပဲစောမဲ့သူအတွက်ပါတော်တော်လေးပြောဖို့ကောင်းတဲ့ဟီးရိုတကောင်းကို MPN Indonesia ရဲ့ regular season မှာဆိုရင်ပွဲပေါင်း55ပွဲထိကိုအသုံးပြုခဲ့ပြီးနိုင်ပွဲ30 3ဘွယ်နဲ့ Railway 60အထိကိုရှိခဲ့တယ် နောက်ဟီးရိုးတကောင်ကတော့ UNET UNET ဆိုတဲ့ဟီးရိုးကအတန်းရှင်းအရန်တောင်းပေးရတဲ့ initiator ESP ဟီးရိုးလို့ပြောရမယ်သူ့စီရဲ့တွေ့တက်တာတွေ damage နဲ့ spell ကို front line ကနေကောင်းကောင်းကြီးစားပေးနိုင်တာကြောင့် ESP လင်းနေမိုင်းမှာမဟုတ်ပဲ objective fight တွေမှာပါအတင်းအတွက် spell create ကိုကောင်းကောင်းကြီးဖန်တီးပေးနိုင်တယ်ပြီးတော့ UNET လို့ဟီးရိုးအားလိမတာ gang game လို့ပဲ spell တွေလှုပ်ပေးပြီးလွှတ်ထားမယ်ဆိုရင်ကိုအတင်းရဲ့ jungler နဲ့ damage dealer တွေက mid game နဲ့ late game လောက်မှာဒီဟီးရိုးကိုဖျက်ဖို့ကတော်တော်လေးခက်ခဲသွားမှာဖြစ်ပြီး slow ball ပုံစံနဲ့ဆော့တာခံရနိုင်တာကြောင့် MPN Indonesia ရဲ့ regular season မှာဆိုရင်ပွဲပေါင်း၄ 45ဘွဲ့ထိကိုအသုံးပြုခဲ့ကြရတယ်။ Brother အနေနဲ့ရောအခုပြောရတဲ့ initiator တွေ Fire ရာဆိုင်ရင်တခြားသောဘယ် ESP fighter တွေကိုပို့သဘောကြလဲ Brother တို့ရဲ့စိတ်ကြိုက် hero တွေကိုလည်းပြောပြခဲ့လို့ရပါတယ်။ဒီလိုလေးတော့ဒီလောက်ပါပဲဒီလိုလေးကိုတပတ်နဲ့တည်းဆိုရင်ကျွန်တော်တို့ရဲ့ Facebook လေးဖြစ်တဲ့ Channel TH ကို Like and Follow လုပ်နေလဲ Update လို့ရပါတယ် Brother တို့ရဲ့ Message Folder အပေါင်းအသင်းတွေလည်းဒီလိုလေးကို Share ဖို့မေးကြပါနဲ့ခင်ဗျားပတ်သက်ပြီးသိနေချင်တော့ Comment မှာ Comment မေးမြန်းလို့ရပါတယ်